ဲ့ချိန်မှာမုကလည်းအရန်ပါတယ်အချိန်နဲ့ပြင်းစင်းတာရယ်သူ့ကိုလှမ်းဆွဲလိုက်တာရယ်တဲ့ချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဟောင်းဆိုတော့လေသူ့ကလည်းအဲ့လိုလုပ်ပြီးတော့ဟာဆယ်လို့ပြန်သူ့ရဲ့လိုက်တယ်ကျမကလေးပြန်ပေးကလေးကငါ့လက်ထဲရောက်တာတော့နိုင်ပိုင်းမရှိသေးဘူးဗီဒီယိုတွေကပတ်စံငါးသိန်းယူပြီးပေးလိုက်။ဟောလေအမလည်းအရန်အားနာပါတယ်။ဟိုတော်တော်ပြင်းသွားတာလေ။ရှုတဲ့တကူလုံးတိုက်သွားတာ။အမရဲ့ရိုက်တာ တော့ထမယ်ကိုငါသာရှော့ပေးနေတယ်ဟုတ်လားခက်ခက်မောင်းမင်းလူဝဲသူပြီးမပြတ်မာတို့ပြသူ့ပိုင်းလဲရောင်သွားပဲလေတိလားအဲ့လိုမျိုးပေါ့အဲ့အဲ့လိုအမတ်တရားတွေရှိတယ်ခက်မောင်းပေါ့မစိုးထားတဲ့ဘုံကမြစ်တစ်ခုလိုပဲအဲအမကတော့အပြစ်မှာကို့တားရှိတယ်ဆိုရင်တော့တားချစ်တဲ့မိမကိုလိုက်ချစ်ပေးပါလား တွေရှိတာပေါ့နော်ခုနကဟိုပြတ်သွားတဲ့အခန်းမှာဆိုရင်ဒီချာလီကနေငါ့ကိုကြိုက်တယ်လို့လုပ်ပါဆိုပြီးတော့ပြောတဲ့အချိန်မှာညီမကပါရိုက်လိုက်တာပေါ့နော်အဲ့ဒါပြီးတော့အမကညီမကိုပို့ပြီးတော့ပါရိုက်လိုက်တယ်ရာဆယ်တော့ကတော့အမတို့ကတိတ်ဆတ်ချိန်ရတာပါသူအလဲအမလက်အရွယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ရိုက်တဲ့အချိန်မှာမုကလည်းအယမ်းပါတယ်ဟိုဒေါသရဲ့ထဲ့ထားတာရဲ့ အချိန်နဲ့ပြင်းစင်းတာရေသူ့ကိုလမ်းဆွဲလိုက်တာရေတဲ့အချိန်သားတိတ်မကြိုက်တော့သူ့အစ်စ်ရိုက်မိပါဖောင်းဆိုတော့လေသူ့ကလေအဲ့လိုလုပ်ပြီးတော့ဟာစလို့ပြန်သူ့ရဲလိုက်တယ်တော်လေအမလည်းအရန်အားနာပါတယ်ဟိုတော်တော်ပြင်းသွားလေရှုတဲ့တကူလုံးတိုက်သွားအမရဲ့ရိုက်တာ စလေအမလည်းသူ့တောင်းပန်တာဟောညီမလေးရေဘယ်လိုမှမအောင်မင်းနဲ့အမမတော်တဆဖြစ်တာပါသူလည်းရပါလေရပါရပါတယ်ဒါဆိုတော့ तू လည်းတော်တော်ဓာဝါသီလားဟိုအမရိုက်တာအမလည်းအရှမ်းလေအဲ့လိုငကိုလေးကလည်းအပြည့်ပြည့်နဲ့ရိုက်မယ်ညီမရှောင်းဒီနားလောက်ကပဲသွားမယ်လို့လုပ်ထားတယ်ညီမသူ့ပိုင်းလည်းရောင်ဝါပဲလေသီလားအဲ့လိုမျိုးပေါ့အဲ့အဲ့လိုအမတ်တရားတွေရှိတယ်အဲ့ဒီပါ မဆိုရဲမူကိုဝင်သွားမယ်နဲ့တွေ့ရနော်အဲ့ဒီချိန်မှာလေအဲ့အဲ့ဒီတော်တော်ဆိုးတဲ့ချွေးမမူကိုဝင်တာတော့ငါတောင်းပါရိုက်လေခြင်းဒီကောင်ကဘာကိစ္စငါတောင်းပါရိုက်ရတာလဲဆိုရဲမူပေါ့နော်အဲ့အဲ့လိုတောင်းချစ်တဲ့စိတ်နဲ့အဲ့ဒီဟာယူထည့်လိုက်တဲ့ချိန်မှာဟိုအချိန်လွန်လာရဲ့ရိုက်တဲ့စိတ်ရဲ့အားရဲ့အရန်များွားလေသူလဲကသူသူလှည့်ရမယ့်ဟာလေနည်းနည်းလေးသူရှေ့တိုးလာရော ဲ့မှာကိုတိထီပါအဲနှစ်ယောက်စလုံးကတော့အားပြိုင်တာပဲလေဒါပေမဲ့အဲနောက်ဆုံးတော့သူကအဲရောက်ခမကြီးဖန်နေဖြစ်သွားတာလေသူ့မှာသားသမီးရှိလာတဲ့အခါကျတော့အဲသူ့ရဲ့သားလေးကသူ့ယောက်ျားပုံစံအတိုင်းပေါ့နော်ငငယ်တော့ကသူ့ယောက်ျားပုံစံအတိုင်းဖြစ်တဲ့အခါမှာသူကသူ့ယောက်ခမကြီးဘာကြောင့်ငငယ်တော့ကသူတို့ဒီလိုလှုပ်တာလဲဆိုတာကိုခန်းစားလို့ရသွားပါတော့အဲ့တော့ဒေါတင်တီဆိုးက ်နောက်ခမကြီးဖန်တယ်ပေါ့ဒါဒီချက်ပါမိလေးပေါ့နော်ဟိုရကိစ္စလေးတော့ဟဲ့ချက်ပါလေးလေးအဲ့ချက်ပါရလေးရှိရတယ်ဒါပေမဲ့အဲ့ဒီခန်းတော့တော့လေဟိုဒီပါတာလေးရီးစရာလို့ပြန်ဖြစ်တာပေါ့နော်တကယ်တကယ်ရိုက်ကွင်းမှာကြတော့အဲ့တယောက်တယောက်ပြီးတယောက်ပြောရမယ်မှုရယ်နောက်တော့ဟိုသူပြောပြီးရင်ကိုပြောမယ် ့ဘယ်သူပြောပြီးရင်ဘယ်သူပြောရမလဲဆိုတဲ့အားကြီးလိုက်မှတ်နေတာရယ်အိုက်တင်ထည့်တာရယ်ဆိုတော့အဲ့လောက်ရီးစရာမကောင်းဘူးပေါ့နော်တကယ် drama လို့ရိုက်ရတာ哦အဲ့မဒီမှာကျတော့အဲ့ drama ရဟာတာကြီးလို့ဖြစ်နေတယ်အေးပေါ့ဟိုစိတ်ကလေဘလို့ဖြစ်လာဖြစ်တာလဲဆိုတော့အမေတယောက်နေနေကိုကတားကိုအရန်ချစ်တယ်ဒါပေမဲ့ကိုအရန်မုန်းနဲ့မိန်းမကိုတားချစ်နေတဲ့အတွက်ဟိုတားကိုလည်းပြောလို့မရတော့ ဒီချွေးမကိုပို့ပို့မုံလာတာပေါ့နော်အဲတာကိုဘက်ကိုပါတယ်ဆိုရင်တော့ချွေးမကိုတိတ်မုံလောက်မယ်မထင်ဘူးအခုကတာဟိုသူ့မိန်းမမသူ့မိန်းမဆိုတဲ့ဟာမျိုးဖြစ်တော့နင်အဲ့လောက်ထိဖြစ်ရလားငါကနင်ကိုအလောက်ချစ်တာကိုနင်ကအဲ့ဒီမိန်းမကိုချစ်ရလားဆိုတဲ့စိတ်နဲ့မချစ်တင်ခဲ့ဖြစ်ပြီးတော့သူ့တာသူ့ဘက်မပါလေချွေးမကိုပို့မုံလေပေါ့နော်အဲအဲ့လိုမျိုးဖြစ်တာဖြစ်နိုင်မှာမလားဆိုတော့ခုနလိုပေါ့ စုတဲ့အဲ့ဒီမှာပြောသွားတယ်လို့ပေါ့လူတိုင်းကကိုခံစားမှုမှပဲနားလည်နိုင်ကြတယ်အဲ့ဒီမှာခက်ခက်မှာနောက်ဆုံးမှာသူကိုယ်တိုင်ကဒီဒုက္ခကိုခံစားသွားတာသူ့သားလေးကသူ့သဘောမတူတဲ့မိန်းမနဲ့လိုက်ကြိုက်သွားတယ်ဘလို့မပြောလို့မရဘူးအဲ့ဒီမိန်းမမှအဲ့ဒီမိန်းမဆိုသူ့ရဲ့ဘဝမှာငငယ်တော့ကသူလောက်ခဲ့တဲ့အရာတွေပေါ့နော်အဲငငယ်တော့ဆိုရင်အဲဟိုဟာ ชาลีอ่ะအမောက်ကိုပြန်ပြီးတော့ခံပြောတာတွေอ่ะအခုသူ့အသက်ကြီးတဲ့ချိန်မှာသူ့သားသူ့ပြန်ခံပြောတာတွေအဲ့လိုမျိုးတွေနေသွားတဲ့အခါမှာစိတ်ကထတ်တူသွားကြတာပေါ့ဟိုတကယ်ကိုခံစားလိုက်ရတဲ့ချိန်မှာအော်ငါတော့ငါအခုခံစားနေရငါဒီလိုခံစားနေရတယ်ဆိုရင်ငါရောက်ခွမကြီးလဲအဲ့ဒီတော့ငါလိုပဲခံစားရမှာပဲဆိုတော့ခံစားချက်ချင်းသွားတူလို့အဲ့အဲ့လိုနားလဲပြရခံစားချက်ချင်းမတူရင်တော့ ဖြစ်ပုံချင်းလည်းမတွေ့တော့ဒါမှလည်းပေးနိုင်လေအဲအမကတော့အပြင်မှာကို့တားရှိတယ်ဆိုရင်တော့တားချစ်တယ်မိမကိုလိုက်ချစ်ပေးပါလားအဲ့လက်ခံပေးတယ်လက်ခံပေးတယ်ဘာပြောလို့ဆိုတော့အမမကအခုကရောင်းမတယောက်ရှိတယ်လေရောင်းမတယောက်ရှိတယ်အဲမက်ကလေးတယောက်ရှိတယ်ပေါ့နော်အဲအမတို့အရန်ချစ်တယ်အရန်ချစ်တယ်အဲ့မက်ကလေးနဲ့လည်းမောင်နှမတွေလိုပဲချစ်တယ်အဲရောင်းမနဲ့လည်းညီမတွေလိုပဲချစ်တယ် မထင်တာကတော့နှစ်ပိုင်းကျွဲသွားလိမ့်မယ်လို့ထင်တာပဲလေအဲရောက်ခမဘက်ကလည်းဒါရောက်ခမမှန်တယ်ပေါ့နော်ဒါသားသမီးကိုကြာချစ်တဲ့စိတ်ပေါ့အဲချွေးမဘက်ကလည်းချွေးမမှန်တယ်ပေါ့ဒါပေမဲ့အမအတွေးမိရဒီကားကိုချစ်တဲ့အချိန်မှာပေါ့နော်ရောက်ခမလည်းနည်းနည်း short အဲချွေးမလည်းနည်းနည်း short နည်း short လောက်စီ short လိုက်ရင်တော့သူချစ်သွားကြမယ်ထင်တယ်